မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစင်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့တရာအသုံးနှုတ်မှန်ကန်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ကနေပြီးတော့ယင်ကြံရှိခဲ့တဲ့တရာအသုံးနှုတ်လေးတွေကိုဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်မြန်မာစာကိုစနစ်တကျရေးတက်ပြီးတော့မြန်မာစကားကို စနစ်တကျပြောဆိုတတ်ဖို့ရန်ကတော့သရာအထအသူမှန်ကန်ရေးရာအဓိကအရေးကြီးလာပါတယ်။ကဲဒါဆိုရင်ဒီနေ့ကြံရှိနေတဲ့သရာအသုံးနှုံးလေးတွေနဲ့ဆက်လက်ပြီးတော့ ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီနေ့ပြောပြပေးမှာတော့ရွေးနှင့်လျဲဆိုတဲ့အကြောင်းရွေးဆိုတာလေးကနောက်ဆက်လျဲဆိုတာလေးကစကလုံးရွေးဆိုတဲ့နောက်ဆက်ကတော့ တကူပြီးတကူဆောင်ရွက်တဲ့နေရာမှာနော်ရွေ့ကိုသုံးပါတယ်နှစ်ရဆိုတာကတော့နော်တူတဲ့စကလုံးနှစ်ရဆိုတာကတော့စကလုံးနှစ်ရဆိုတဲ့စကလုံးကတော့ဒီပြိုင်းနဲ့ထဲဆောင်ရွက်တဲ့နေရာမှာသုံးတာဖြစ်ပါတယ်ကဲတာတကလေးကို ကြည့်ကြည့်အောင်ရွေ့နဲ့ပတ်သက်ပြီးတော့အင်းစာ လုတ်ပြီး၍ကစားသည်တဲ့နော်အင်းစာလုတ်တာလည်း အလုတ်တခုကစားတာလေအလုတ် အလုတ်တခုဒါဆိုရင်အိမ်စာလုတ်တဲ့အလုံနဲ့ကစားကစားတဲ့အလုံနှစ်ခုကိုဆက်ထားတာသူကနောက်ဆက်အိမ်စာလုတ်ပြီး၍ကစားသည်အိမ်စာလုတ်ပြီးတဲ့အတွက်ကြောင့်မလို့ကစားတာကိုရွေးနဲ့သုံးသွားတာအိမ်စာလုတ်ပြီး၍ကစားသည် လျှက်ဆိုတဲ့စကလုံးကတော့ဒီပြိုင်နဲ့ထဲသုံးတဲ့နေရာမှာသုံးတာเนาะဥပမာအဖြစ်ကြည့်မယ်ဆိုရင်ရုပ်ရှင် ကြည့်လျက်ထမင်းစားနေသည် ရုပ်ရှင်ကြည့်ပြီးတော့ရုပ်ရှင်ကြည့်ပြီးမှ ထမင်းစားတာမဟုတ်ဘူးရုပ်ရှင်ကြည့်နေရင်လည်းထမင်းစားနေတာရုပ်ရှင်ကြည့်လျက်ထမင်းစားနေသည် ရွေးဆိုတာက အလုံးနှစ်ခုကိုတစ်ခုပြည့်တစ်ခုဆောင်ရွက်တဲ့နေရာမှာ ရွေးကိုသုံးတာ ။လျှက်ဆိုတာကတော့เนาะဒီပြိုင်နဲ့ထက်အသုံးပြုဆောင်ရွက်တဲ့နေရာမှာသုံးတာ။ကဲနောက်ထပ်အသုံးလေးကြည့်အောင်ဒုမြတွေ။ဒုမြတွေဆိုတာအများပြနောက်ဆက်เนาะအဲ့ဒီစကလုံးလေးတွေကိုလည်းအသုံးမှန်အောင်အသုံးပြုရမှာဖြစ်ပါတယ်ပကဲပထမဦးဆုံးဒုနော်ဒုဆိုတဲ့စကလုံးဒုဆိုတာကအများပြနောက်ဆက် သူ့ကိုကြတော့ဘယ်နေရာမှာသုံးတယ်လဲဆိုတော့တမျိုးတည်းဒါမှမဟုတ်နှီးနွယ်ပတ်သက်နေတဲ့အမျိုးအစားတွေကိုအကျွင်းအကြံမရှိ တပေါင်းတစည်းတည်းပေါ်ပြလိုတဲ့အခါမှာတို့ကို သုံးတယ်ဥပမာငါတို့သူတို့နော်တာရကကိုကြည့်အောင်ငါတို့မနဲ့ဖန်ဖျားသွားကြရအောင်နော်ငါတို့ဆိုတာနော် အကုန်လုံးတစုတီးပါဝင်နေဘဲကိုသွားမှလဲမနဲ့ဖန်ဖျားသွားကြရအောင်အဲ့နေရာမှာငါတယောက်တည်းမဟုတ်ဘူးကြံတဲ့သူတွေပါ ပါတယ်တစောင်းတပေါင်းတစည်းတည်းသုံးတယ်စကလုံးငါတို့ကဲနောက်ထပ်စကလုံးလေးကြည့်အောင်များတွေများတွေဆိုတာလဲအများပြနောက်ဆက်ပဲနော်သူကတော့ တစ်ခုထက်မကများပြတဲ့အရေးအတွက်ရှိတဲ့အမျိုးအစားတွေကိုပေါ်ပြခြင်းရင် များတွေဆိုတဲ့အသုံးကိုသုံးတယ်။အများအဖြစ်များဆိုတာနော်အရေးစာရေးတဲ့နေရာမှာများဆိုတာသုံးပြီးတော့အပြောပြောတဲ့နေရာမှာတွေးဆိုတာကို သုံးကြတယ်။တာတကအဖြစ်ကြည့်မယ်ပန်းများသည်ရနဲ့သင်းပြန့်စွာဖူးပွင့်နေကြသည်ဒါကအရေးပန်းများသည် နော်များဆိုတာကိုသုံးသွားတာပန်းများသည်ယနေ့သင်းပြန့်စွာဖူးပွင့်နေကြသည် ကဲအဲ့ဒီဟာကိုပဲအပြောအနေနဲ့ဘယ်လိုပြောလဲဆိုတော့ channel မှာပန်းတွေပွင့်နေကြတယ်ဒါလေးကအပြောအပေါ်ကပန်းများသည်ယနေ့သင်းပြန့်စွာဖူးပွင့်နေကြသည်ဒါလေးကအရေး channel မှာပန်းတွေပွင့်နေကြတယ်ဒါလေးကအပြောဒါများတွေအသုံးလေးကို ပြောပြခဲ့တာဖြစ်ပါတယ် မြားတွေမှာ အထုတတိပြုရမှာတခုရှိပါတယ်အဲ့ဒါတွေကတော့ကိန်းကနန်းတွေနန်းစားတွေတိုးဆိုင်နန်းတွေနဲ့တွဲပြီးသုံးလို့မရဘူးတွဲသုံးကမှားယွင်းတဲ့အသုံးအနှုံဖြစ်ပါတယ်ဥပမာအားဖြင့်ကိန်းကနန်းတခုကြည့်အောင်68မြား68မြားလို့မသုံးဘူး1မြားလို့မသုံးဘူးနောက်တစ်ခု9မြားလို့မသုံးဘူး နောက်နေများလို့မတုံဘူး။နောက်အေယာဝရီများလို့မတုံဘူး။ဒါကတော့အထူးတတိပြုရမယ်။နော်အချက်ဖြစ်ပါတယ်မြားတွေကိုကိန်းငနန်းတွေနန်းစားတွေတူးဆိုင်နန်းတွေနဲ့တွဲ၍မသုံးရပါဘူးကဲဒါဆိုရင်ဒီနေ့သရအသုံးနှုံးမှန်ကန်ခြင်းဆိုတဲ့အခန်းထဲကနေပြောပြပေးခဲ့တာကတော့ရွေးနှစ်လျက်တို့မြားတွေဆိုတဲ့နော် ရွေအကြောင်းနဲ့နှစ်ရအကြောင်းနဲ့တို့အများတွေဆိုတဲ့เนาะနောက်ဆက်ကလေးတွေရဲ့အကြောင်းနဲ့အတော့အနှုံးလေးကိုပြောပြပေးခဲ့တာဖြစ်ပါတယ်ရှင် နားလည်နိုင်မလို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်